ခုတင်ဆက်ပေးမယ့်သတင်းကတော့အလုတ်သမားသူများဖန်တီကဒေါ်လာ2တန်းကျော်လိမ့်လျားယူသူကို1020နဲ့ချမှတ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ကုမ္ပဏီမှာအမှန်တကယ်မရှိတဲ့အလုတ်သမားသူတွေဖန်တီပြီးတော့ကုမ္ပဏီပိုင်ဝင်အမေရိကန်ဒေါ်လာ2တန်းကျော်လိမ့်လျားယူခဲ့တဲ့တရုတ်နိုင်ငံရှာဟိုင်းမြို့မှာအခြေစိုက်တဲ့ကုမ္ပဏီတစ်ခုက HR Manager တို့ကို1020ချမှတ်ခဲ့လို့သိရပါတယ်။ဒီပညာကုမ္ပဏီတစ်ခုက HR Manager 2022ခုနှစ်ကစပြီးတော့ကုမ္ပဏီတွားလိုအပ်တဲ့လူသားတချို့ကိုပြင်ပကနေပုတ်ပြစနေနိုင်ငံရရဲဆိုတဲ့ခေါင်းစဉ်နဲ့အမှန်တကယ်မရှိတဲ့လူသမားတွေကိုဖန်တီးပြီးတော့လာစာငွေတွေလိမ်လည်ရောက်ခဲ့တာဖြစ်ပါတယ်။ကုမ္ပဏီစည်းစစ်တူနဲ့ဝန်ထမ်းတချို့ကတနေ့လုံးမှာရုံးတဲ့ရုံစည်းချက်အရမ်းမှန်လုံးနဲ့ဝန်ထမ်းသုံးရဲ့ရုံးတဲ့ရုံစည်းလက်မှတ်ထိုးတဲ့စာကိုတွေ့ရှိပြီးတော့စုံစမ်းကြည့်ရတာကနေအဆိုပါဝန်ထမ်းတွေကတကယ်မရှိဘူးလို့တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ကွန်ပျူတာရိုက်တာဖွဲ့ကပါသိရှိသွားပြီးနောက်မှာအသေးစိတ်သက်သက်စီစီမှုလှုပ်ဆောင်ခဲ့ပြီးအရှာမနေဂျာဝန်ထမ်းတွေဖန်ပြီးပြီးတော့လစာတွေလင်းလဲရောက်ထားလို့တွေ့ရှိခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံဥပဒေတွေရာအဆိုပါမနေဂျာကို2020နှစ်ရှာမှတ်ခဲ့တာအမြင့်ဆုံးပြတဲ့ရှာမှတ်ခဲ့ရဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညီကြောင်ကပေးပို့လာပါဗျ။